ာနဲ့ဒီအိမ်ကြီးထဲရောက်လာခဲ့ဝေရဖို့တက်မလာနဲ့ဝေကလေးတော့ဟိုစိတ်တရားနဲ့ DJ B နဲ့လိုက်ပြီးတော့မှအင်ချင်းချက်စတွေလောက်တာပေါ့နော်အဲ့လိုရှိပါမြန်မာတချင်းဆိုလည်းမြန်မာကောက်ကိုခံစားချက်တွေအဲ့လိုမျိုးရှမ်းဆိုလည်းရှမ်းပုံနော်အဲ့ဒီရဲ့ character တွေပုံမှာတော့အင်ကြီးလုံးလုံးရပါတယ်ရှင်အင်ကြီးရဲ့မျက်လုံးအယောင်လေးတွေလည်းထဲက ဟိုကကညီနဲ့ဆင်းပါလေကားတယ်မကားခင်ရေလောင်းတဲ့အမှာဆိုမျိုးလုံးထဲကအယောင်လေးပဲတွေ့ရတယ်ပေါ့ဆိုတော့အမီတို့ကဖီလင်သမားဖြစ်တဲ့အတွက်ဒီစင်းလေးကိုကြည့်ပြီးတော့မှကိုကြည်လူရတဲ့ပိုင်းလေးရှိတယ်ဟောဒီချိန်မှာမျက်လုံးလေးကရှုံးလဲ့နေရပဲပေါ့နော်အဲခံစားချက်ကိုတော့ကြည်ရင်းနဲ့ကိုကိုကိုခံစားမိပြီးတော့ဒါကြုံလို့ပြောတာပေါ့နော်စိတ်ထဲဖြစ်သွားတဲ့ပီတိမျိုးပါအဲအမီကအမီစပြီးတော့မှဒုတိယချိန်ဖြစ်လာတဲ့ချိန်မှာပေါ့နော်2023မှာ ာရိုက်ထားတဲ့ဖုံးရွှေပြီးတော့အိမ်ညဒုတိယကားပေါ့နော်အဲ့မှာဘယ်လိုမျိုးလက်ခံဖြစ်လဲဆိုတော့အိမ်ကအဲ့နေရာလေးကထိုးချားလေးလည်းဖြစ်တယ်ထက်တဲ့ကြတယ်ပေါ့ထက်တဲ့ကြရလို့ခံစားရတယ်ခင်ပြိုမီနီကာရိုက်တာလေးနဲ့ပေါ့အဲ့စိတ်တော့အခုပြန်ဖြစ်တယ်အဲ့ကြည့်နေတဲ့ဆက်လေးပြန်ဖြစ်ပါတယ်။ဟောအဲ့ဒါကဟိုဟာကိုကင်ကြီးနဲ့အီမီနဲ့အဲ့မှာအဲ့စင်ပေါ့နော်အဲ့မှာအီမီကဟို writer ကိုသားညီကကိုသားညီကပြောတယ်ပေါ့နော်ဒီလိုဒီလိုကားလိုက်တဲ့အဲ့နဲ့သူတို့ကအဲ့လိုကားလို့ရမလဲအီမီမထင်ဘူး။ ညာတွေကအမိကိုဒုတိယစေပေါ်လာတဲ့အချိန်မှာကူရာကတ္တာနဲ့ပဲဖြစ်နေခဲ့တာပေါ့ဒါပေမဲ့အဲ့အချိန်မှာဟဲ့ကောင်းလို့ရရပေါ့နော်အမိလုတာတွေကကရိုက်တာနဲ့ဘောဘွားဖြစ်တယ်ဆိုတော့အဲ့ရိုက်တဲ့အချိန်မှာလည်းအမိအရန်ကမှစိတ်ချမ်းသာလို့ရတာဒီကငွေကနေတော့ဟိုစိတ်တွေကလည်း DJ B နဲ့လိုက်ပြီးတော့မှအမိ changes တွေလုတာပေါ့နော်အဲ့လိုရှိပါမြန်မာတချင်းဆိုလည်းမြန်မာကောက်ကိုခံစားချက်တွေအဲ့လိုမျိုးရှမ်းဆိုလည်းရှမ်းပေါ့နော်အဲ့ဒီရဲ့ character တွေပုံမှာတော့အမိလုလို့ရပါတယ်ရှင်အမိက မှန်တော့တူပါတယ်ဒီ character လေးပါပဲဘာလို့လဲဆိုတော့ဒီထဲမှာဖြစ်နေတဲ့အတိုင်းပါပဲအမှန်တမ်းပြောလို့ရှိရင်အပြင်ရအီမီနဲ့အထက်ရအီမီနဲ့အဲ့တော့ကျွန်တော်အဲ့ဇာညောကိုတေချာပြီးဟိုတေချာကြည့်တယ်ပေါ့နော်ခေပူမတီရဲ့လောက်ရမဲ့ဟာလေးတွေကဘာလဲဆိုတော့အခုလိုမျိုးအမျိုးသားတွေပါတယ်အဲ့လိုပေါ့နော်အဲဝိုင်းပြီးတော့မှအဲ့ဒါတွေက character တွေထဲမှာဖြစ်ပါတယ်အီမီနဲ့တူပါတယ်ဟုတ်လိုက်ဝိုင်းပြီးတော့ကြောင်နာလေးကတ်တီလဲပါတယ်ပြီးတော့ရှင်နောက်ဆုံးမှအသိန်းတာကကျွန်မက ဆက်သွယ်လို့ရတယ်ဆိုတဲ့ဟာလည်းပါတယ်ပြီးလို့ရှိရင်ဒီထဲမှာဟိုဘယ်လိုပြောလဲတိမ်ပွေပြီးတော့မှဟိုလှပတဲ့မိန်းမတယောက်ဖြစ်ချင်တဲ့ဟာလေးတွေကဒီထဲက character နဲ့ဒီစကားတွေရဲ့အားမှာခံစားမှုလေးရှိပါတယ်ကင်ပူမန်ဒီပါ။ဒွေတို့ရဲ့မိတ်ဆွေပါ။ဒီမှာကကြည့်ပါဦး။ဆောက်ပြီးတော့ပါလာတယ်။အင်းလက်တောင်တော့မှဟိုကတော့မစတာတော့မပါထားဘူးလေ။ဒါအမီရဲ့နည်းနည်းလိုအပ်တာလေးနှခမ်းနေလေးဆိုးတယ်။နှခုံးလေးနည်းနည်းဖြည့်တယ်။အဲ့ထဲရဟာကတော့ ့တဘာဝလိုပဲတဘာဝထနည်းနည်းလေးပဲဟိုရွှေရှင်ဆိုတော့ပိတ်ကားမလိုရင်ကြည့်ပါလေဆိုတော့အဲ့ဒါလေးပဲချက်ထားတာပါမျက်တောင်ကြည့်ရပါတယ်အခုပွဲတက်တက်ပါတာမှမဆန်ဘူးပေါ့နော်ဆိုတော့ချိန်နဲ့ပါတယ်ဒီမြေမျက်လုံးအယောင်လေးတွေလည်းထဲကဟိုကိုကင်ကြီးနဲ့ဆင်းပါလေကားတယ်မကားခင်ရေလောင်းတဲ့ဟာမှာဆိုမျက်လုံးထဲကအယောင်လေးပါတွေ့ရတယ်ပေါ့ ။ဆိုတော့အမီတို့ကဖီလင်သမားဖြစ်တဲ့အတွက်ဒီစင်းလေးကိုကြည့်ပြီးတော့မှကြည်နူးရတဲ့ပိုင်းလေးရှိတယ်။ဟောဒီချိန်မှာမျက်လုံးလေးကရှုံးလဲ့နေရပဲပေါ့နော်။အဲ့ခံစားချက်ကိုတော့ကြည်ရင်းနဲ့ကိုကိုကိုခံစားမိပြီးတော့ဒါကြုံလို့ပြောတာပေါ့နော်။စိတ်ထဲဖြစ်သွားတဲ့ပီတိလေးပါ။